အဓိကတော့ကျွန်တော်ကလူမှုရေးဘက်လည်းလှူတယ်ဒီဇေဒီဘက်လည်းလှူတယ်တန်ခါလည်းလှူတယ်ဒေါင်းစီအောင်တော့လှူတာပဲဗျာဒါပေမဲ့တကယ်လှုပ်တဲ့လူတွေရဲ့အခက်ခဲကတကယ်လှုပ်တဲ့လူမှသိတာတကယ်မလှုပ်တဲ့သူတွေကတော့ဖျားတဲတဲပြန်မော့လူတွေလူလူပြန်မော့အပြစ်ကိုမလွတ်တာကျွန်တော်တို့တိုင်းပြည်မှာလည်းကြည်လိုက်လေဗျမစိုးတရား၄ပါးဘလောက်ပဲလက်ကင်နေပဲထားထားမြစ်တာနဲ့ဂယုနာရှိခြင်းမှရှိခြင်းရှိကောင်းရှိဖို့များတယ် ဒါပေမဲ့မူတီတရားတရားတော့တော်တော်နဲတာအမှန်ပဲသူလူများတစ်ဖက်သားကောင်းသားပြီသူများတစ်ဖက်သားလှူပြီးလောက်ကိုင်းနေပြီဆိုရင်ဘုပတိဘာမတိဝေဘံပဲတိုက်ခိုက်မယ်ရှုံချမယ်သူတို့ဝေဘံတိုက်ခိုက်နေတဲ့သူကအမေအသက်ရှင်အောင်ကြောက်ကတ်တစ်ဖက်ပေးလူထားတဲ့တာမန်လဲသူတို့မသိဘူးသူတို့ကဲ့ရဲ့နေတဲ့နေရာမှာအလူတန်းနေလုတ်နေတဲ့အချိန်မှလဲသူတို့မသိဘူးသူတို့ကဲ့ရဲ့တဲ့အချိန်မှာဝိပဿနာတရားအထုတ်နေတာလဲမသိဘူးဒါပေမဲ့မြတ်စွာဘုရားတောင်မှအမျိုးမျိုးကြုံခဲ့သေးတာပဲကျွန်တော်တို့ကဘုရားရဲ့ ခြေမှုံလောက်ပဲရှိတဲ့လူသားဖြစ်တဲ့အတွက်ဒါမျိုးတွေကြုံရမှာပဲကြုံလေလေ မာပြောဘော်ဒီမြိုင်ဆရာတော်ကြီးကျွန်တော်ကိုမိန်တော်မူလေမိန်တော်မူခဲ့သလိုပေါ့လှူတာပတ်စံရှိလူလို့ရတယ်သီလစောင့်ထိန်လို့ရတယ်ဘာဝနာအားထုတ်လို့ရတယ်ခန္ဒီပါရမီကသူများဖြည့်မှရမှာလေအဲ့ဒီခန္ဒီပါရမီတွေဘောင်းများစွာကိုသီးခံပြီးမှကျွန်တော်ဒီမင်္ဂလာဓာတုကြောင့်စိမ့်စီဒီသာသနာပြုနယ်မြေကြီးကိုကျွန်တော်စီစဉ်ဖော်ထုတ်တာပါ ုတ်ကဲ့အဲကျွန်တော်ဖရာသမိုင်းကိုမပြောပြခင်မှာအဲကျွန်တော်နာမည်နဲ့ဥစွာပနာမကျွန်တော်မိတ်ဆက်ပေးပါမယ်အဲကျွန်တော်နာမည်ကဒေါက်တာလာဝင်းအောင်ဘတ်ဆိုးဦးကျောင်းမြေရတနာရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်တဦးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကြောက်ပရောင်းမြို့နယ်ပုပ္ပားတောင်မကြီးအရှိပဲတာယာအေးချမ်းသောပြည်မကြီးရွာမင်္ဂလာဓာတုကြောက်စိမ့်စီဒီသာသနာပြုနယ်မြေမှာယခုကဲ့သို့ ကြောက်စိမ့်စီတီတော်မြက်ကြီးနဲ့တကွာသာသနာမြေတရက်ပေါ်ထွန်းအောင်ကြိုးစားရတဲ့နံပါတ်1ရွေချက်ကတော့ကျွန်တော်တို့လောကစัจ java လာတစ်ခုလုံးအတွင်းမှာအတုမရှိအတိုင်းမသိဂုံတော်ကျေးဇူးတော်မေတ္တာတော်အနန္တနဲ့ပြည့်စုံတော်မူသောဖရာမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာတန်ခါမြတ်ဆုံးယရနာယရနာမြတ်သုံးပါးရဲ့ကျေးဇူးနဲ့တကွမိဘဆရာသမားတွေရဲ့ ကျေးဇူးကိုဆက်ချင်တဲ့အတွက်ယခုကဲ့သို့ကျွန်တော်မင်္ဂလာဓာတုကြောက်စိမ့်စီဒီသာသနာပြုနယ်မြေကြီးကိုကျွန်တော်ယခုကဲ့သို့ဖော်ထုတ်ရခြင်းပဲဖြစ်ပါတယ်။အဲကျွန်တော်2022ခု2022ခုကျွန်တော်နှစ်လပိုင်းကျွန်တော်18ရက်နေ့မှာအဲ့ဒီရွာကိုရောက်ရှိပြီးတဲ့အချိန်မှာကျွန်တော်တို့ရက်ကြီးတန်ခါနာယကနဲ့မြေရှင်နေနဲ့ရမိရဖရီနဲ့ ကျွန်တော်တို့အရှိချောင်းဆရာတော်ဥရဇိဏအပါဝင်ပေါ့ဆရာတော်ဖရာကြီးတွေဩဝါဒကိုခံယူပြီးတော့မြေတက်မြေနှုတ်ကမောဝရွတ်ဖတ်ပူဇော်ပွဲကျွန်တော်စတင်ကျင်းပပါရတယ်။အဲ့လိုကျင်းပပြီးတဲ့နောက်ကျွန်တော်16ရက်နေ့မှာကျွန်တော်တို့မြေတက်နဲ့အဲကျွန်တော်တို့20ရက်နေ့မှာပနက်တင်မင်္ဂလာအခမ်းအနားကျင်းပပါရတယ်။အဲ့ဒါယခုကျွန်တော်တို့2022ခုကျွန်တော်တို့နှစ်လပိုင်း20ရက်နေ့ဆို3နှစ်ပြည့်သွားပါပြီ။3နှစ်တာကာလအတွင်းထဲမှာကျွန်တော်တို့ မင်္ဂလာဓာတုကြောင့်စိတ်စီတီတော်ကြီးတဆူတည်ထားပါတယ်အဲ့ဒီစီတီတော်ကြီးကညံတော်82ပေရှိပါတယ်ခမညံတော်82ပေတည်ထားတဲ့ရွယ်ချက်ကမြတ်စွာဘုရားရဲ့ဂုံတော်အနန္တာထဲမှာထင်ရှားပေါ်လွင်တဲ့ဂုံတော်၉ပါးကိုပူဇော်ကြောတဲ့အနေနဲ့82ပေတည်ထားခြင်းဖြစ်ပါတယ်စီတီတော်ကြီးကိုကျွန်တော်တို့ကြောင့်စိတ်သင်္ကန်းနေဆက်ကပ်ပြီးတော့အရက်လေးမျက်နှာလှည့်ထားတာကတော့ ဘာရခဘာမှာပွင့်တဲ့အရှင်ကကုတံအရှင်ကကုတံကောနာကုကတ္တဖဂေါရမဖရာလေးစုကိုကျွန်တော်တို့ရီမှန်းပြီးတော့အရက်လေးမျက်နှာလှည့်ထားခြင်းဖြစ်ပါတယ်အရက်တမျက်နှာချင်းမှာမုတ်သုံးမုတ်ထားရတဲ့ရွေချက်ကတော့ကျွန်တော်တို့အရှိဘက်ရက်မှာမုတ်သုံးမုတ်ကတော့ ဖရာတရားတန်ခါကိုရီမှန်းပါတယ်ခမအနောက်ဖက်ရက်မှာမုတ်သုံးမုတ်လှည့်ထားတာကတော့ဒါနတိလဘာဝနာတရားအများကိုကျွန်တော်တို့ရီမှန်းပြီးတော့ကျွန်တော်လှည့်ထားခြင်းဖြစ်ပါတယ် တောင်ဘက်အရမ်းမှာမုတ်သုံးမုတ်ကတော့ကျွန်တော်တို့အနိစ္စဒုက္ခအနတ္တမမြဲခြင်းသဘောတရားများကိုနှလုံးသွင်းစင်ကျင်မိစေရန်နဲ့မြောက်ဖက်ရက်ကို မုတ်သုံးမုတ်ထည့်ထားတာကတော့ဒါနသီလဘာဝနာ နောက်တကကျွန်တော်တို့အနိသီလသမာဓိပညာပေါ့သီလသမာဓိပညာကိုကျွန်တော်တို့သတိထားရန်ဆိုရရွေကြက်များနဲ့ မြောက်ဖွဲ့ရက်မှာလဲမုတ်သုံးမုတ်ကျွန်တော်တို့လှည့်ထားပါတယ်အဓိကပြောချင်တာကတော့ကြောက်စိမ့်စီတီတော်ကြီးမှာညံတော်82ပြည့်ရှိတယ်မြတ်စွာဘုရားရဲ့ဂုံတော်အနန္တမှာထင်ရှားပေါ်လွင်တဲ့ဂုံတော်၉ပါးကိုရည်မှန်းပြီးတော့82ပြည့်ကျွန်တော်တို့တည်ထားခြင်းဖြစ်ပါတယ်အရက်လေးမျက်နှာလှည့်ထားတာကတော့ဘာဒကဘာမှာပွင့်တဲ့ဖျားလေးစုအရက်တစ်မျက်နှာချင်းတစ်မျက်နှာချင်းမှာလှိုင်ကူ၃ခုထည့်ထားတာကတော့ကျွန်တော်တော်တော့ပြောတယ်ဖျားတရားတန်ငါဒါနာတိလဘာဝနာအနိစ္စဒုက္ခအနတ္တ ျွန်တော်သီလသမာဓိပညာစတာတွေကိုရည်ရွယ်ချက်တွေနဲ့ကျွန်တော်အရက်လေးမျက်နာတစ်ဖက်ချင်းမှာမဟုတ်တော့မထားရှိခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဇေဒီတော်ကြီးမှာအထက်ပစ္စယံမှာကျွန်တော်တို့အဲတောင်းရှစ်တောင်ချိုးထားတာလည်းမခင်ရှစ်ပါးကိုနှလုံးသွင်းပြီးစီရန်နဲ့အလဲစီဒီတော်ကြီးမှာတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဓာတ်တော်မူတော်ဒီမြတ်စွာဘုရားရဲ့ကိုစားရုပ်ပွားတော်ဒီနောက်တကမြတ်စွာဘုရားရဲ့ပါရခြေတော်ယာဒီမြတ်စွာဘုရားရဲ့ကိုစားကိုပွားရုပ်ပွားတော်မြတ်ဒီကိုကျွန်တော်တို့ကထာပနာထားပြီးတော့တည်ထားပါတယ် အယံစီဒီရှစ်စုကတော့ယန္နာရှစ်ပါးဥထိတ်ထားပြီးတော့ယန္နာရဲ့ဓာတ်တော်များထာပနာထားခြင်းပဲဖြစ်ပါတယ်ခမကျွန်တော်ပန်းတင်ကုန်50ကတော့ဖရာတရားတန်ကမိဘဆရာသမားတို့ရဲ့ဂုံကျေးဇူးကိုမမေ့အပ်ရန်ဆိုတဲ့ရည်ရွယ်ချက်များနဲ့ကျွန်တော်တို့အဲဟိုပေါ့19ရက်2လ2022ခုနှစ်မှာပနက်တင်နဲ့နောက်တခါ20ရက်2လ2022ခုနှစ်မှာကျွန်တော်တို့ အဝါပေါ့ပတ်အဝါပေါ့ကျွန်တော်တို့ညေတန့်မြေနှုတ်ကမဝါ16ရက်နေမှာလုပ်တယ်20ရက်နေမှာပနက်တင်တယ်အဲ့ဒါကျွန်တော်တို့အခု2025နှစ်လပိုင်း20ရက်နေမှာ3နှစ်ပြည့်သွားပြီပေါ့နော်3နှစ်ပြည့်တဲ့အချိန်မှာလဲကျွန်တော်တို့ဗုဒ္ဓပူဇနီးရပွဲတော်မင်္ဂလာကြီးကိုလဲကျင်းပဟိုဒီသာသနာပြုနယ်မြေကြီးအောင်မြင်တယ်ဆိုတော့ဒီနယ်မြေကြီးကိုဖော်ထုတ်တာတော့ဥအောင်ဖော်ထုတ်တာဥဆောင်တာလဲကျွန်တော်ပဲဒါပြင်နဲ့ခုနှစ်သာသမီတွေရဲ့ကျွန်တော်ကုသိုလ်တရားတရားတွေနဲ့ဝိုင်းကြဝင်းကြပေါ့ ဆိုလိုတဲ့သဘောကကျွန်တော်ဥပ္ပစီဟိုပါမင်္ဂလာဓာတုကြောင့်စိမ့်စီတီတဲတယ်အရန်စီတီပါတယ်သီး78သိန်းမို့လို့ရင်ကျွန်တော်က78သိန်းတိုင်ကြောင့်စိမ့်ရွပွားတော့လက်ဆောင်ပြန်ပေးတာအဲ့တော့သူတို့မှလည်းကိုးကွယ်တဲ့ဖျားလဲရတယ်ထီးတကာလည်းဖြစ်တယ်။အိုးဘော်စီဒီတဲတယ်ဆိုရင်28သိန်းကုန်တယ်5သိန်းလှူလဲကျွန်တော်က22သိန်းစိုက်ပေးတာ10သိန်းလှူလဲကျွန်တော်က18သိန်းစိုက်ပေးတာအဲ့တော့ကျွန်တော်အခုနောက်ပိုင်းကြရင်တော့ ဆ73စုပဲကြံတယ်သူကအလူရှင်ကသူကခုဆိုရင်တော့သိန်း40လောက်ကောင်မအလူရှင်ကတင်းပြကြက်ပြလှူမှာပါအရင်တော့ကတော့လူသမ ्या တွေကျွန်တော်ကဖြည့်ဖြည့်ပြီးတော့ခွနဲ့သားသမီးတွေလူတန်းကျင်တဲ့စိတ်ပေါ်ဖော်ပါအောင်ကျွန်တော်ကဆွဲခေါ်လာတာပါခွနဲ့သားသမီးတွေပြောတာမှန်ပါတယ်မြန်မာနိုင်ငံမှာဇီဒီတွေများပြီးတည်သင့်လန်တလားလို့မေးတယ်ကျွန်တော်အနေနဲ့ကတော့တည်သင့်တယ်သေးတယ်လို့တော့ကျွန်တော်ဖြည့်ခြင်းတယ်အဲ့ဒီနေရာကြီးမှာကျွန်တော်ကတန်ဃာတော်တွေအာဖက်ဖြည့်တဲ့နေရာကြီးအဓိကလှုပ်ချင်တာ ဲ့ဒါကြောင့်နှစ်လပိုင်းကျွန်တော်9ရက်ကနေ20ရက်နေ့ထိတန်ဃာတော်တွေဝတ်ဆောင်တည်တဲ့ပွဲကြီးအောင်မြင်စွာကျင်းပပြီးပြီအဲ့ဒီမှာနှစ်တိုင်းနှစ်တိုင်းနတ်သားသွေးပြိုင်ပွဲတွေလုပ်တယ်ဝါစုသင်္ကန်းကတ်လူပွဲတွေလုပ်တယ်ညောင်ရီသွန်းပွဲတွေလုပ်တယ်ဒရင်ကျွေးကျွန်တော်တို့မီထွန်းပွဲတွေလုပ်တယ်ဝိုးရွေပြိုင်ပွဲတွေလုပ်တယ်မြမရိုးရရင်ကျင်းမှုအမွေနှစ်လေးတွေကိုထိမ့်သိမ်းနဲ့ပြင်မကြီးွာလို့ဖြစ်ချင်တာအ နဂိုရန်တော့အဲ့ဒီမှာပြင်ငယ်ပြင်မကြီးရွာပြင်မငယ်ရွာဆိုရှိတယ်ဒါပြင်မကြီးရွာကျွန်တော်ကအဲ့ဒီကိုရောက်ခါမှာတာယာအေဂျန်တော်ဆိုတဲ့စကားလုံးလေးကျွန်တော်ကသုံးပြီးတော့တာယာအေဂျန်တော်ပြင်မကြီးရွာလို့ကျွန်တော်နာမည်လေးပေးလိုက်တာလာတဲ့သူအားလုံးကလည်းကြောက်ပုံကနေကျွန်တော်တို့ဆေးရွာနားလေးထီတော့လမ်းကောင်းကြမှာကောင်းမယ်ကျွန်တော်တို့ပြင်မကြီးရွာတွေကိုရောက်သွားလိုက်တာကိုစိန်တပါအေဂျန်ပြီးတော့ပေါ်ပါသွားတာခံစားရလိမ့်မယ်အဲလက်ရှိကတော့အားလုံးအပေါင်းဆိုရင်တော့၄000ကျွဲ၅000လောက်ကုန်ပြီတိမ်ပေါင်း၄000ကျွဲ၅000လောက်ကုန်ပါပြီခင်ဗျာ ကျွန်တော်တယောက်တည်းပတ်စံတော့မဟုတ်ပါဘူးကျွန်တော်တယောက်တည်းပတ်စံကတော့3000ကျော်ပေါ့3000ကျော်4000နီးပါးပေါ့ကြံနာတော့ဝိုင်းကြဝင်ကြတွေနဲ့4000ကျော်5000နီးပါးလောက်ကုန်ပါပြီအဲ့ဒါကြောင့်လည်းနှစ်နှစ်ကျော်3နှစ်အတွင်းထဲမှာကျွန်တော်တို့49မျိုးပြီးတာအဲကျွန်တော်တို့ကကျွန်တော်ကတောက်ကြစနေတနင်္ဂနွေတနင်္လာအင်္ဂါဆိုရင်ဘတ်စုပ်ကြောင်းမြက်တင်တယ်ဆိုကျွန်တော်ကြောင်းမြက်တင်တဲ့အခမဲ့တင်ပေးတယ်တင်ယွညွန်းတဲ့အခမဲ့စာရေးကရိယာအခမဲ့အာဟာရပါကျွေးသေးတယ် အဲ့ဒါကကျွန်တော်အခုဆို66ချိန်ပြီးသွားပြီအဲ့ဒါပြီးတော့အဘိဓမ္မာသင်တန်းပဋ္ဌာန်းသင်တန်းယဉ်ကျေးလိမ္မာသင်တန်းအဲ့ဒါလည်းသေယိုညွန်းတန်းစာရေးကိရိအာဟာရပါကလေးတွေကိုကျွန်တော်ကကျွေးသွေးတယ်မကြမကြလဲ channel 9မှာကျွန်တော်သင်တာတွေလွှင့်ပေးပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်အနေနဲ့ကကြတော့ ဟိုပြောရရင်တော့ကျွန်တော်တို့တပတ်ကို၄ရက်၄ရက်ဗတ်စိုးပေးရနေလိုက်လွန်ပြီးဈေးရောင်းတယ်ရသမျှအကုန်လုံးအဲ့ပြင်မကြီးကိုအကုန်လုံးကျွန်တော်လှူလိုက်ပါတယ်ငကိုတော့ကရောင်းရသမျှတော့စင်ရနွမ်းပါတဲ့သူတွေအတွက်ပေါ့အခုရောင်းရတာတွေကတော့ဖျားအတွက်လိုပဲဖြစ်သွားတာပါအဓိကတော့ကျွန်တော်ကလူမှုရေးဘက်လည်းလှူတယ်ဒီဈေးဒီဘက်လည်းလှူတယ်တန်ခါလည်းလှူတယ်ဒေါင်းစီအောင်တော့လှူတာပဲဗျာဒါပေမဲ့တကယ်လှုပ်တဲ့လူတွေရဲ့အခက်ခဲကတကယ်လှုပ်တဲ့လူမှသိတာတကယ်မလှုပ်တဲ့သူတွေကတော့ဖျားတဲတဲပြန်မော့ လူတွေလူလူပြန်မော့အပြစ်ကိုမလွတ်တာကျွန်တော်တို့တိုင်းပြည်မှာလည်းကြည်လိုက်လေဗျမစိုးတရား၄ပါးဘလောက်ပဲလက်ကင်နေပဲထားထားမြစ်တာနဲ့ဂယုနာရှိချင်မှရှိချင်ရှိကောင်းရှိဖို့များတယ်ဒါပေမဲ့မုဒိတရားတရားတော့တော်တော်နေတာအမှန်ပဲလူများတစ်ဖက်သားကောင်းသားပြီသူများတစ်ဖက်သားလူပြီးလောက်ကင်နေပြီဆိုရင်ဘုပတိဘာမတိဝေဖန်ပဲတိုက်ခိုက်မယ်ရှုံချမယ်သူတို့ဝေဖန်တိုက်ခိုက်နေတဲ့သူကအမေအသက်ရှင်အောင် ကြောက်ကတ်တစ်ဖက်ပေးလူထားတဲ့တာမန်လဲသူတို့မသိဘူးသူတို့ကဲ့ရဲ့နေတဲ့နေရာမှာအလူတန်းတွေလုတ်နေတဲ့အချိန်မှန်လဲသူတို့မသိဘူးသူတို့ကဲ့ရဲ့တဲ့အချိန်မှာဝိပဿနာတရားအထုတ်နေတာလဲမသိဘူးဒါပေမဲ့မြတ်စွာဘုရားတောင်မှာအမျိုးမျိုးကြုံခဲ့သေးတာပဲကျွန်တော်တို့ကဘုရားရဲ့ချီမုံလောက်ပဲရှိတဲ့လူသားဖြစ်တဲ့အတွက်ဓာမျိုးတွေကြုံရမှာပဲကြုံလေလေမာပြောဘောဒီမြိုင်ဆရာတော်ကြီးကျွန်တော်ကိုမိန်တော်မူလေမိန်တော်မူခဲ့သလိုပေါ့လှူတာပတ်စံရှိလူလို့ရတယ် သီလစောင့်ထိန်လို့ရတယ်ဘာဝနာအားထုတ်လို့ရတယ်ခန္ဒီပါရမီကသူများဖြည့်မှရမှာလေအဲ့ဒီခန္ဒီပါရမီတွေဘောင်းများစွာကိုသိခံပြီးမှကျွန်တော်ဒီမင်္ဂလာဓာတုကြောင့်စိမ့်စီဒီသာသနာပြုနယ်မြေကြီးကိုကျွန်တော်စီစဉ်ဖော်ထုတ်တာပါဟုတ်ကဲ့ပါကျေးဇူးပါဥအောင်အခုစကားပြောတဲ့နေရာမှာစကားများသွားတာတို့စကားမှားသွားတာတို့ရှိရင်လေအဲကျွန်တော်အထူးပြင်တောင်းပန်အပ်ပါတယ်ခင်ဗျာ